ချွေးဆိုခုမှကျွန်တော်မြင်မှုတာဒီ surprise ယုံနေမှာဆိုရင်အပြင်မှာပို့ကျော်ရပါညာစကားဆိုကျေးဇူးတင်ပါတယ်အိမ်မပြန်တော့ပါဘူးလို့အပြင်မှာပဲနေပါတော့မယ်။နေရနေတာပဲအမလီမေးဘသူဘသူကြောင့်များလဲဘသူမျိုးကျွန်တော်နေပဲအတူတူအခုပထမအောင်ဆုံးကြက်ဆိုကိုလည်းရင်တော့ကော်ကော်မော် ပြီးတော့တချို့ခန့်တွေဆိုကိုယ်တိုင်လည်းမကြည့်ရဘူးဒီလိုကာကြီးကြည့်အောင် ဩရာအရန်ဩရာအဲ့လိုထွက်လာပြီးစောင်းနေအာလာပြီလာပြီလာလိုက်တာဝစ်စားလေးမိုက်လိုက်တာဆိုပြီးပြောတော့ဘယ်လိုပြေဝစ်စားကြီးစီစဉ်တာလဲမောပြပါတယ်သူတို့ကလည်းကျွန်တော်အသေးအောင်လုပ်တယ်ကျွန်တော်လည်းသူတို့အသေးအောင်လုပ်တယ်အဲ့လိုမျိုးပေါ့ တော်ယုံကြည်ကားဆိုပထမအောင်ဆုံးကားပေါ့ခင်ဗျာဟုတ်ရှေ့မှာတော့ကျွန်တော်တကုံစန္ဒာမှာကျွန်တော်ဖန်နေနေအတူတူရုပ်ရှင်ကြည့်ရ movie date ကလေးလုပ်ခဲ့တယ်သူတို့ surprise တိုက်ပြီးတော့သွားကြည့်ခဲ့ပြီးအဲ့ဒီပွဲသွားနေရောကျွန်တော်ဆိုင်းငင်ကမုံမွေမမီလိုက်မမီလိုက်တော့ဒီတားမွေဝဲတော့ရအောင်လာပြီးမယ်ဆိုပြီးတော့လာလိုက်တာပါဝင်သွားတဲ့အချိန်မှာအဲ့လိုအွားဆိုပြီးတော့အကုန် online တဲ့ခံစားချက်ကလေးပါလဲဆိုတော့ရိုက်ခဲ့သမျှပင်ပန်းခဲ့သမျှအားလုံးရပြီငါအဆင်ပြေသွားပြီငါခုချိန်မှာငါဖြစ်နေတဲ့ pressure တွေငါရင်ထဲမှာရှိနေတဲ့အပူတွေအကုန်လုံးသက်သာသွားပြီဆိုတော့ခံစားချက်မျိုးရပါတယ်ခင်ဗျာနေရနေတာပဲအမလီမေးဘယ်သူဘယ်သူကြော်နေရလဲဘယ်သူကြော်နေရလဲဒါတွေ ဒီနေ့မှတို့နဲ့အတူပထမဆုံးကျွန်တော်လည်းကြည်ရဘာလို့လဲဆိုတော့ pressure တွေကကျွန်တော်နောက်လောက်တစ်ခုရှိရော စောစောပြန်သွားလိုက်တော့အဲမကြည့်ဖြစ်ဘူးအဲတို့နဲ့ပဲအတူတူအခုပထမဆုံးကြည့်ရဆိုကိုယ်လည်းရင်တော့ကော်ကော်မော်ပြီးတော့တချို့ခန်းတွေဆိုကိုယ်တိုင်လည်းမကြည့်ရဒီလိုကာကြီးကြည့်ရအောင် အော်တာအရန်အော်တာအဲ့လိုထွက်လာပြီးသားနဲ့အာလာပြီလာပြီလာလိုက်တာဝစ်စားလေးမိုက်လိုက်တာဆိုပြီးတော့ပြောတော့ဘယ်လိုပြေဝစ်စားရီစီစဉ်တာရတာလဲစိတ်ဘယ်လိုခေါ်မလဲအာအမောပြည်ပါတယ်ဟုတ်ကျွန်တော်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်ရဲ့စိတ်ကူနဲ့အိမ်မက်ကကြောက်လဲကျွန်တော်ဒီပိတ်ကားပေါ်မှာကျွန်တော်မျက်နှာပါခြင်းနဲ့အဲပြီးတော့လို့ရှိရင်ကျွန်တော်ဒီယုံကြည်ကားရဲ့လည်းရိုက်ခြင်းနဲ့အဲပြောမယ်ဆိုရင်ဒီအနုပညာဝါသာပါပြလို့တမလို့တစ်စင်းမီတစ်စင်းတလမ်းမီတလမ်းပို့ပို့ပို့ပြီးဝင်နိုင်အောင်လို့စ조사နေရပြတော့တော့ကြောင့်မလို့ပို့ပြီးစ조사သတ်မှာပါ လို့ရင်ချက်ပေးနေတာအေးရင်လည်းမချောက်နဲ့နေလည်းမချောက်နဲ့ငါပဲချောက်တယ်နေ ကျော်အမတ်တရားတွေကတော့အများကြီးပါပဲအဓိကလူအစောအကုန်လုံးအများကြီးအဲနဲ့တွေ့ပြီးရရပြတဲ့တောင်မလို့ဟိုပြောပြောဆွဆွနဲ့အပညာတွေလည်းရတယ်လေးလာစရာရှိတယ်လေးလာသင်ယူစရာရှိတယ်သင်ယူပြီးတော့အများကြီးတက်မြောက်ခဲ့ပါတယ်ပြီးတော့အဲဘလို့တွေ့ကြုံရလဲဆိုတော့အဓိကတော့အလုပ်ကိုဘလို့ seriously လုပ်ရမလဲဆိုတော့ဟာလေးသိသွားပါတယ်ခင်ဗျအကုန်လုံးကအဲ့လိုဒီဇိုင်နာနဲ့ကြုတ်ပြီးတော့အကုန်လုံးထွက်လာတာဆိုတော့လေအမှန်တည်းပြောချင်ဒီကားကိုလာကြည့်ရခါမှအဲ့လို passion တွေလည်းအမိုက်စားကြွေးရတာမြင်ရမှာပါလို့ အဲအဲ့ဒီအကျိတ်ဆုံးနဲ့အကျိတ်ဆုံးကိုပြောသလိုရှိရင်တော့ကိုညီတို့ခေါင်ကိုညီတို့ခေါင်ကဘလိုလဲဆိုတော့လေအဲ့လိုဒူးရင်းသီးဝတ်စုံလားကျွန်တော်မမတ်ရကျွန်တော်ဒူးရင်းသီးအနဲ့လုံးဝမခံနိုင်ဘူးဒါပေမဲ့အကိုဝစ်လာအဲ့နေဒူးရင်းသီးဝတ်စုံကိုရွှေရောင်ဘလင်းဘလင်းနဲ့ဆိုတော့လေအရန်မိုက်တယ်ပြီးအလန်နေနဲ့အင်ကြီးတွေအစုံသူကမိတ်ကက်ကစားအပြည့်ကြောက်တယ်နဲ့အဲ့လိုမျိုးသူကလောက်တာဆိုတော့ကိုညီတို့ခေါင်ဝတ်စားတော့ရန်ကြိုက်ပါတယ်ဟုတ်နင်တို့ငါ့ကိုရှော့ ပြောရမယ်ဆိုဥက္ကလိုင်ကတော့လေအဲ့လိုအကုန်လုံးသူနှုတ်ကထွက်သမျှအကုန်လုံးမိုက်နေရဗျာသိလားဘာမှသူစဉ်းစားကြမလို့သူပြောလိုက်တဲ့စကားတိုင်းဒီပညာလည်းယူပါရတယ်ပြောလို့ရှိရင် အဲ့လိုပေါ့ကျွန်တော်တို့ဆိုလည်းပြောပြောဝင်ပြောအဲ့လိုမျိုးစသဖြင့်ဟိုပေါ့နော်လောက်ကပေးတယ်အဲသူကိုရိုင်းကလည်းအရန်ညံဆွင်တယ်ပေါ့နော်အရန်ကောင်းပါတယ်ခင်ဗျပရိသတ်နေနေဆိုရင်တော့ရီပဲရီမင်းနေမှာပဲဘာဖြစ်လို့လဲဆိုတော့ဟိုဘယ်လိုကောင်းလဲပြောသွားရဲစကားလုံးတွေကဒါပဲအနုပညာရှင်မဆိုပေါ့နော်ငါတို့ကတော့ထိခိုက်အောင်လုပ်လိုက်ပါမယ်ဘာညာဆိုတဲ့စိတ်မျိုးနဲ့တော့အဲကျွန်တော်တို့အကုန်ရှေ့မှာလည်းအင်တာဗျူးတွေအညီကိုတွေတူဖြစ်ခဲ့သလိုလုပ်ခဲ့ရမျိုးတော့မရှိဘူးဒါပေမဲ့အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားထားရပါတယ်ခင်ဗျအဲ့လိုကလေးရှေ့အဲ့လိုလည်းနားတော်ဆောင်းလာလာ မလဲစကေစင်ရက်ကမလဲကာဟုတ်တယ်ဟုတ်တယ်မျောလင့်ထားတယ်ခင်ဗျာဒီနေ့ဆိုတချို့ရေဆိုခုမှကျွန်တော်မြင်မှုတာဒီ surprise ယုံနေမှာဆိုရင်အပြင်မှာပို့ကြောရပါညာစကားဆိုဟာကျေးဇူးတင်ပါတယ်အိမ်မပြန်တော့ပါဘူးလို့အပြင်မှာပဲနေပါတော့မယ်လို့ဘာရစီနိုင်အောင်လဲဆိုတော့အတိတ်ကပေါ်တော့အခုတဖြည်းနဲ့ပြစ်သက်လက်ခံပေးပြီးတော့အာကြည့်ပေးတဲ့အခါမှာတို့အနေနဲ့ကျွန်တော်ကို review လေးတွေကောင်းနေအဲ့လိုကြည့်ရအစဉ်ပြေတယ်အဲကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်အရင် pressure ပြနေတာဒီပိုင်းထဲမှာကျွန်တော်အရင်အဲ silent ဖြစ်နေတာတော်တော်ကြာပြီးစပြီးရောလို့မျိုးဖြစ်ခဲ့ဆိုတော့ဒါပေမဲ့အခုအများစုက အဘယ်လိုခေါ်မလဲ agree ဖြစ်ပေကြလို့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ပေါ်ထားတဲ့တန်မိုးထားမှုလေးပေါ့နော်အဲ့ဒါဘယ်လိုမြင်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်ကတော့ဒါအကောင်းဆုံးအခြေအနေပေါ့ဒီလိုသူတို့ပေးတဲ့မေတ္တာတွေကြောင့်မလို့လဲအမှန်တည်းပြောလို့ရှိရင်ကျွန်တော်တို့လည်းဒီနေရာတက်ရောက်လာပြီးတော့အများကြီးစူးစမ်းချပြခွင့်ရတာအတွက်ကြောင့်မလို့ဘယ်လိုမြင်လဲဆိုတော့ကောင်းပါတယ်အေးချမ်းပါတယ်ကျွန်တော်တော်တော်ဟုတ် တို့ကလည်းကျွန်တော်တို့တရားအောင်လုပ်တယ်ကျွန်တော်လည်းတို့တို့တရားအောင်လုပ်တယ်အဲ့လိုမျိုးပေါ့အဘိမှုကတော့ဘာပဲဖြစ်ကျွန်တော်တို့ကတော့ပြိသက်တယောက်ဆိုလည်းအားတစ်မျိုးပါပဲအားတစ်ခုပါပဲအဲ့တော့ quantum မှုကတော့ဘာမှမရှိပါဘူးကျွန်တော်တို့ပြိသက်အားလုံးကကျွန်တော်တို့ရင်ထဲမှာအာကျွန်တော်ရဲ့ automation ဆိုလဲမှန်တယ်ကျွန်တော်တို့အခုသွားနေတဲ့လမ်းကြောင်းလေးတွေရဲ့ကျွန်တော်တို့အထောက်အပံ့ဖြစ်ပေးနေတဲ့ထောက်တိုင်လေးဆိုလို့ချင်းလဲမှန်ပါတယ်ခင်ဗျာ